အလုံးမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလဲပါတယ်။ကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေညကနေပြီးတော့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒီနေ့ညနေမှာတော့လက်ရှိဒါကျွန်တော်တို့တရင်းခရီးလေးမှာကန်သွားမဲ့ပွဲစဉ်ရဲ့အကျိုးအကျိုးဆိုရတဲ့ဒါကျွန်တော်တို့အကျိုးရင်ကုန်တန်အကြောင်းလေးတော့နည်းနည်းလေးပြောပြခြင်းနဲ့ပေါ့နော်။အဲ့တော့ ဒီနှစ်သင်းကတော့ကျွန်တော်လက်ရှိမှာအမြဲတမ်းလွလွဒါဒီကြားထဲမှာတစ်ခေါက်တွေ့ထားခဲ့ပြီးပြီဖြစ်တယ်တစ်ခေါက်တွေ့တော့နှစ်ခေါက်ရှိပြီပေါ့နော်နှစ်ခေါက်တွေ့ထားခဲ့ပြီးဖြစ်တယ်အဲ့တော့ဒီကြားထဲမှာလည်းကျွန်တော်တွေ့ထားတဲ့အချိန်မှာတကယ်ကိုကတောင်းကနေနဲ့ဒါကျွန်တော်လူတော်များပြောစရာဖြစ်ခဲ့တဲ့အချိန်ဒီလည်းဖြစ်ခဲ့တဲ့မှာပါအဲ့တော့ United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်မြန်မာစံတော်ချိန်17နာရီတို့မှာတော့ဒါကျွန်တော်တင်းငွေနေမှာတော့အာသူတို့ရဲ့အိမ်ငွေဒါကျွန်တော်တို့ United အသင်းရဲ့အိမ်ငွေ Ultra Four မှာကန်သွားမယ်အတွက်ကြောင့်မို့ဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့အကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့မြင်နေတယ် အဲ့ဒါကဘာလို့ဒီနေ့ပေါ်စမှာတော့ကျွန်တော်တက်ကူကလာဘာလို့ကစားကွက်ဘာညာဘလူးဒီဘာညာဆိုရတဲ့လက်ရှိမှာ feeling တွေပြောအောင်လက်ရှိမှာကကျွန်တော် United နဲ့ Arsenal ဆိုတဲ့ game ကပြန်စဉ်းစားကြည့်မယ်တကယ်ကိုအသက်မှာမျိုးချင်းမတူမဲ့ rivalry မှာတော်တော်လေးဟိုဒါကြီးကျယ်တဲ့ rivalry တခုလို့ပြောလေအခုသူတွေကကျွန်တော်တို့ဒါကျွန်တော်တို့ဟာအဲ1900 နောက်ပိုင်းမှာဒါမွေးတဲ့လူတွေအနေနဲ့ဒါကျွန်တော် Arsenal နဲ့ Manchester United rivalry ကပူကြီးရလို့မြင်တယ်။ Whatever that ဒါကျွန်တော် Manchester United ဒါကျွန်တော်တို့တစ်ခက်တစ်ခါဖြစ်နေတဲ့အချိန် Sir Alex Ferguson ခင်မှာဒါကျွန်တော်တို့ Arsenal လို့အသင်းမျိုးနဲ့ဒါကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်။ Arsenal အသင်းနဲ့ဒါအမြဲတမ်းရင်ဆိုင်ခဲ့တဲ့အချိန်မှာတကယ်ကိုဒါနင်းလားငါလားဟိဆိုတဲ့ထိတ်တဲရင်ဆိုင်မှုတွေတော့ရှော့တွေ့ခဲ့ရတယ်မှာပါတယ်။ Arsenal အသင်းနဲ့ဒါကျွန်တော်တို့ ဆယ်လက်ဖာဂူဆန်တို့နဲ့တွေ့တဲ့အချိန်မှာဒါအမြင်နဲ့ဒါမမဲ့ရပြတယ်ကျွန်တော်တို့ဒါဒီနှစ်သင်းကရဆုံးရှိတယ်ဒါမမဲ့ရတာကျွန်တော်တို့အာဆနယ်သင်းရတာကျွန်တော်တို့လုံးဝ invincible title ကိုဒါကျွန်တော်ဖျက်ခဲ့တာလဲ United ပဲပြောလို့ရတယ်ဒီမှာပါတယ်ဒါကျွန်တော်တို့ draw shot နိုင်ပွဲတွေဆက်နေတဲ့အသင်းကို United ကဒါဒုက္ခပေးခဲ့ပြီးတာလုခဲ့အဲ့တော့အဲ့ဒီ kick ခရဲကပေါ့အဲ့တော့ကျွန်တော် father ကြီးကမှန်တမ်းပြောမှာကျွန်တော် father ကဒါနည်းနည်းလေးရှက်ရှက်ပပလူမျိုးစိတ်တွေမှာပါတယ်ကျွန်တော်ခဏခဏပြောသလိုပဲကျွန်တော်ခုနကပါကျွန်တော် father နဲ့ပတ်သက်ပြီးကျွန်တော်မပြောတာကြားပါဘူးအဲ့တော့ကျွန်တော် father ကလက်ရှိမှာရှက်ရှက်ပပလူမျိုးစိတ်တွေမှာပါတယ်ကျွန်တော် father United ကိုကြိုက်ပြီး Arsenal ကိုမမုန်းတဲ့လူတွေမှာပါတယ်အဲ့တော့ တချို့မှာဒါမှလည်းပြောဒီနှစ်သင်းကလက်ရှိမှာတော်တော်လေးကို clash ဖြစ်ပြီးတော်တော်လေးကိုဒါအချင်းချင်းကြည့်မရတဲ့ fan page တွေထဲမှာပုတ်တိုက်မှုများတဲ့ fan page နှစ်ခုလို့ပြောလို့ရတယ်မှာဘာကြောင့်လဲဆိုတော့ဥနာပေါ်သူပဲလက်ရှိမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဘောလုံးကိုစတင်ပြီးဒါ Premier League ဘောလုံးကိုစတင်ပြီး introduce တဲ့အချိန်မှာဒီနှစ်သင်းရတာကျွန်တော်တို့ပြောမယ်ဆိုတော့တစ်ဖက်က Arsenal ကလည်း invincible ရာသီပြီးတဲ့အချိန်ဒါ Sir Alex Ferguson Manchester United တက်တဲ့အချိန်ဒီနှစ်ချိန်ကဒါကျွန်တော်တို့မြန်မာနိုင်ငံမှာ ်အပြောမယ်ဆိုတော့ Premier League Football စတင်ထုံးကားတဲ့အချိန်နဲ့ဒါကွက်တီသွားကြတဲ့အချိန်မှာဒါနှစ်ဖက်လုံးရဲ့ fan base ကတော်တော်လေးကိုဒါကျွန်တော်ပွတ်တိုက်မှုတွေများတယ်။ဒါပေမဲ့ကျွန်တော်ဖီယာဒီညမှာခုနပြောသူတစ်ခေါက်ကပြောခဲ့ဘူး Arsenal တင်းရဲ့လက်ရှိနီးပြပြိုးအရင်တော့ကနီးပြပစ်ခဲ့တဲ့ Arsene Wenger ကဒါသူ့ရဲ့ဦးလေးနဲ့အင်မတန်မှတူရတဲ့ကြောင့်သူ့အနေနဲ့ Arsenal ကိုသူသဘောကျတယ်။ တော့သူကဘာ United မရဘူးဆိုသူကအမြင်နဲ့သူ Arsenal ကိုသူသဘောကျတဲ့ကြောင့် Arsenal ကိုသူအမြင်နဲ့ရစေချင်တဲ့တည်းမှာပါတယ်သူအနေနဲ့ခုနကပြောလို့ရှိမှဒါ City နဲ့ Arsenal နဲ့ရှင်တူခဲ့တဲ့နှစ်တည်းမှာဆိုလဲဒါ City ဆက်ဆိုင် Arsenal ကိုသူနှစ်တိုင်းရစေချင်တဲ့တည်းမှာပါဒီနှစ်မှာဒါ Arsenal Liverpool ဆိုသူ Arsenal ကိုပူရရစေချင်တဲ့တည်းမှာပါတယ်ဒါပေမဲ့သူပဲအားပေးလို့လာတော့မသိဘူးဆိုသူအမြင်နဲ့ပြောလို့ပဲသူပဲအားပေးလို့လာမှ Arsenal တင်းနဲ့အမြင်နဲ့လူတာတိုင်ပတ်နေကြအဲ့တော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော် Arsenal အတွက်လည်းရေးပါလို့ဒါ United အတွက်လည်းရေးပါတယ်ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့ပြောလို့ရတဲ့တည်းမှာပါဘာကြောင့်လဲလက်ရှိမှာ Arsenal တင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တစ်ဖက်က ဒါလီဗာပူးကတော်တော်လေးယူချောင်းတဲ့ပွဲစဉ်တပွဲကိုရင်ဆိုင်ရမယ်ဒီတစ်ပတ်ပရီးမီယာလိဘ်အဲ့တော့ဆောက်သတ်တန်တို့အဆင့်20ကအသင်းကိုလီဗာပူးရင်ဆိုင်နေတဲ့အချိန်မှာပြောချင်တာလက်ရှိမှာ73မှတ်ကွာနေပြီအဲ့ဆောက်သတ်တန်ရဲ့ပွဲစဉ်မှာဒါလီဗာပူးနိုင်မယ်လို့တွက်လိုက်မယ်ဆို16မှတ်တတိကွာနိုင်မယ်နေသားမတစ်ခုကိုဒါအာဆိုသိပြန်လိုက်အောင်ဖြစ်တယ်အဲ့တော့အာဆိုသိနဲ့ဒီနေ့ပွဲစဉ်မှာပိုဆိုးတာက United ရဲ့အိမ်ဝင်း Old Trafford မှာကဲအောင်ဖြစ်တယ်အဲ့တော့ Theater of Dream မှာဒါကျွန်တော်တို့ အာဆိုသိနေရလက်ပိုင်းရဘယ်လိုအမှန်တည်းပြောမယ်ဒီနှစ်သိန်းကရီတော့ရီရတယ်ဗျနှစ်သိန်းလုံးမှာဗျာဒီလောက်ဒီတာကျွန်တော်အခြေအနေတွေဆိုးရွားနေပါတယ်ဆိုပါစီနှစ်သိန်းလုံးကတော့ကျွန်တော်ခုနကပြောသူပဲလက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အတက်တဲ့ချိန်မှာဒါကျွန်တော်အာဆိုတိုင်ပတ်တဲ့ချိန်များရှင်မမဲရတာကျွန်တော်အာဆိုသိဂိုးပြတ်သွင်းခဲ့တဲ့ချိန်လေးရှင်ဒါလက်ရှိမှာအာဆိုချိန်တက်တဲ့ချိန်မှာဒါယူနိုက်တက်ကိုဒါကျွန်တော်အမြင်နဲ့ဒါတိုင်ပတ်ခဲ့တော့ဒုက္ခပေးခဲ့မှုအဲ့တော့နှစ်သိန်းလုံးမှာဗျာသူတက်သူကြသူတက်သူကြဆိုဒီဂျားထဲမှာမူးမွေးနေတယ်ဒါပေမဲ့နှစ်သိန်းလုံးကအမြင်တဲ့လို့ခုနကပြောအကောင်းဆုံးချိန်အဆိုးဆုံးချိန်ဆိုတာတော့မရှိဘူးဘာလို့လဲနှစ်သိန်းလုံးကသူ့ကုတင်ကိုအမြင်ဒုက္ခပေးနေတယ်အဲ့တော့ ဒါကြောင့်မို့တယ်ဗျခုနကပျက်စင်းစားကြည့်မယ် United အသင်းနဲ့ Arsenal အသင်းတွေ့ပြီဆိုရင်အဓိကစိတ်ဝင်စားဖို့ကောင်းတာဗျ။ဟိုပွဲကိုယ်တိုင်တဲ့ဒါ fan base ရေပွတ်တိုင်မှုပေါ့နော်။ကျွန်တော်မြင်တဲ့ဒါကျွန်တော်ဒီလက်ရှိဒါဟိုဂျားတဲ့မာရီတာပွဲတွေပြီးထားတဲ့ကြောင့်မို့တာ စနေနေ့လောက်ကြာရင်ဒါဒီလီတွေကစပြီးတိုက်လာမှာမြင်တယ်အာဆာပြိတ်သက်တွေကလက်ရှိမှာယူနိုက်တက်ပြိတ်သက်တွေကိုဒါကျွန်တော်တို့စစ်ထိုးမယ်ဒါယူနိုက်တက်ပြိတ်သက်တွေတွေ့ရမလားဟိုယူနိုက်တက်ပြိတ်သက်တွေခုနောက်ပိုင်းပြောနေကြစကားတခုရှိတယ်ဥစားစိတ်သဘောကျမှုကောင်းတဲ့ချက်ကတွေ့လာငါတို့စောက်ရမ်းတိုင်ပတ်နေတဲ့အချိန်တော့မင်းတို့အသင်ကိုမရှုံးမှုกว่าဆိုတဲ့ပုံစံမျိုးတွေအများကြီးတွေ့ဘာလို့လဲဂျားထဲမှာဒီနှစ်သင်းက FA Cup ကံငယ်ပြီး Arsenal သင်းရဲ့ Emirates မှာဒါကျွန်တော်ယူနိုက်တက်ကဒါတယောက်ယော်နေတော့မှာဒါကျွန်တော်တို့မမဲ့ရပတ်တိအဆုံးဖြတ်မှာအနိုင်ယူခဲ့ပြီးဒါကျွန်တော်တို့နောက်တစ်ဆင့်ကို FA မှာဒါဒါမဲ့ရရတာ FA မှာလည်းလက်ရှိမှာယူနိုက်တက်ကဖူဟန်ကို ်ဒါပဏတိချုံပြီးတော့ဒါပြုတ်သွားခဲ့ဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြောတာကျွန်တော်ဒီနှစ်သိန်းကလက်ရှိမှာတော်တော်လေးဟိုဒါဟို fan base ကပွတ်တိုက်မှုများအသင်းသင်းကအဲ့လောက်ထိဟိုကတော့ rivalry အဲ့လောက်မကြီးဘူးလို့ကျွန်တော်နေမြင်တယ်ဒါပေမဲ့ပွတ်တိုက်မှုများတယ်ပွတ်တိုက်မှုများကြောင့်ဒီပွဲစဉ်ကတော့ကျွန်တော်တော်တော်လေးအမြင်နဲ့လို့စိတ်ဝင်စားတယ်ကိုရီးယားအရင်တော့ဗျာဟိုးအရင်တော့ကမီးလောင်ကလေပင်းလုပ်မယ်ခုလက်ရှိမှာတော့လူတွေပူလောင်နေတဲ့အချိန်မှာဆိုရင်တော့မီးလောင်ကလေပင်းတာမလုပ်တာတော်တော်လေးကိုကြားပြီအဲ့တော့ဒီခေါက်လည်းမလုပ်ပါဘူးလုပ်ဖို့လည်းစီစဉ်ပြီအဲ့တော့ဒီနှစ်သိန်းတန်းကလက်ရှိအခြေအနေတွေကဘယ်သူကပူတာလဲ Arsenal ပါပဲညင်းကြမှာခုလက်ရှိမှာ PSG ရဲ့အိမ်ကွန်းမှာ9-6တွင်းထားတဲ့အသင်း Real Sociedad ကိုဝုန်းဝါးတည်ရီဆော့ထားတဲ့အသင်းနှစ်သိန်းရဲ့ရှင်ကြည့်မယ်ဆိုရင်ဒါ Champions League မှာလည်းဖြစ်တဲ့အကြောင်းမို့ Arsenal သိန်းနဲ့လက်ရှိမှာ တိုက်စစ်တွေတိုက်စစ်ညံ့နေဆိုရလူတွေရဲ့စောအောမှုတွေကြားထဲမှာဒါကျွန်တော်တို့ PSV လို့အသေးမျိုးကိုခုနကကိုတွင်းပြပြီးငါတို့ဒါလုံနိုင်တယ်กว่าဆိုတဲ့ပုံစံမျိုးအာဆောင်သိလုပ်ထားခဲ့တယ်လက်ရှိမှာအာဆောင်သိနေလဲလဲကျွန်တော်ချန်ပီယံလိမှာควอတာဖိုင်နယ်ကိုတက်ဖို့ရာဂိုင်းတို့အများဆုံးအသင်းတသင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာအာဆောင်သိကစိတ်ဓာတ်ပိုင်ဆိုင်ရာအမြင့်ဆုံးနေထားမှာရှိနေမယ်တစ်ဖက်က United United ကလက်ရှိမှာ Real Sociedad ရဲ့အင်္ဂလန်မှာ1-1ဆိုရရလည်းတော့တည်ရဆော့ထားခဲ့တယ်မစိုးဘူးလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းနေရဆိုရင်တော့ of course Arsenal သိနေတဲ့လက်ရှိမှာဒါမ မစိုးလို့ပြောအာဆိုသိနေလက်ရှိမှာပရီးမီးယားလိတူကိုရယ်နဲ့တိုင်ပတ်နေနေတာမှရှိတယ်။အာဆိုသိနေလက်ရှိမှာပရီးမီးယားလိမှာတော့ကျွန်တော်တို့ဒါအဲနိုင်ပွဲတွေပျောက်ဆုံးနေတယ်ဘောနော်မမဲရတာကျွန်တော်တို့လက်ရှိမှာအဲ့ဒါ ဝါဆမ်မသင်းကိုရှုံနေခဲ့တယ်နော်တန်ဖော့စ်ကိုတည်ရကြခဲ့တယ်မထင်မှမနေတာကျွန်တော်တို့ပရီးမီးယားလိမှာဒါအာစနိုသင်းနဲ့ရပ်မှတ်ပိုင်းရပြန်စထရက်ချီမယ်ဆို၅မှတ်လောက်တည်တည်လုံးခဲ့နှစ်ပွဲကဆုတ်ရှုံခဲ့တော့ United အင်္ဂွင်အူထရက်ဖို့မှာဒါအမှတ်ဆုတ်ရှုံခဲ့မယ်ဆိုရင်တော့အာစနိုသင်းနေနဲ့လီဗာပူးကိုဖလားပေးလိုက်ရတာအတူတူဖြစ်သွားမယ်အဲ့တော့တပတ်ကခုနပြောသူပဲလီဗာပူးပြတဲ့ဆိုလီဗာပူးကလည်းရှိမှာဆောက်တယ်လို့ဒါလွယ်လွယ်လေးနဲ့ဆော့နေရတဲ့အသေးအချိန်မှာအာစနိုသင်းကအူထရက်ဖို့မှာသွားဆော့ရမယ်အဲ့တော့ ဒီ15မှတ်16မှတ်ဖြစ်သွားမဲ့ gap တစ်ခုခုနလက်ရှိမှာအာဆိုသေးတဲ့အဝေးကွင်းဆွေးရည်လို့အဲ့တော့အာဆိုသေးတဲ့လက်ရှိမှာ United အိမ်ကမနိုင်ဘူးလားနိုင်ခဲ့တာပဲဒါကျွန်တော်လက်ရှိမှာပူပူလောလောမှာဒါ Arsenal အသင်းရတာကျွန်တော်တို့အိမ်ကအာဆိုသေးတဲ့ United အိမ်ကမှာ1-0ဆိုတဲ့မမဲ့ရရလနဲ့ကတ်နိုင်ခဲ့တဲ့ပွဲစဉ်ကိုတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့ Trossard ရဲ့တလုံးသားသွင်းကုန်းတဲ့ဒူဒါ Manchester United အသင်းကိုနိုင်ခဲ့တယ်အဲ United အသင်းနဲ့ဒီကြားထဲမှာသူတို့လေတာဟိုပွဲဖြေရဆိုရင်တော့ဒါ ဟို friendly ဒီမှာနိုင်တာလို့ Premier League မှာပြန်စင်းစားကြည့်မယ်ဆို Premier League မှာတော့ Arsenal အသင်းနေနဲ့ဗာမန်ချက်စတာယူနိုက်တက်ကိုဒီနောက်ပိုင်းပေါ်ဆုံးမတော်တော်လေးနိုင်လာခဲ့တယ်။ဒါခုနပြောသေးပဲလက်ရှိမှာ FA Player လွေးလို့ဒါ Premier League မှာဆိုရင်တော့ဒါ2021 1031ဒါကျွန်တော်ဒီလိုပွဲစဉ်တွေပဲဒါကျွန်တော်32ဒါတော်တော်လေးနိုင်ခဲ့တယ်ဗျ။အဲ့တော့ပြောမယ်ဆိုတော့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်နင်လန်းငါလာဟိ movement ဒီမှာဆိုရင်တော့ဒါ အဲအာဆနိုသင်းနဲ့မန်ချက်စတာယူနိုက်တက်ကိုဒီနောက်ပိုင်းမှာပရိုလိကိုစိုးမိုးလာနိုင်တာများတယ်။ဒါပေမဲ့ယူနိုက်တက်သင်းနဲ့ခုလက်ရှိမှာ Theater of Dream အဲ့တော့ယူနိုက်တက်ကလည်းပြန်ပြောမယ်ဆိုပြအဖွင့်လင်းတော့ပြောမယ်ဆိုအိမ်ငွင်းဆိုတာလည်းမရှိတော့ပါဘူး။အိမ်ငွင်းမှလည်းဒါအခြေအနေမကောင်းလား။ Fulham သင်းကတော့မှအိမ်ငွင်းမှာ penalty ဆုံးဖြတ်နဲ့ရှုံးခဲ့တာဖြစ်တယ်ပေါ့နော်။အိမ်ငွင်းဆိုတာလည်းမရှိဘူး။ Away ကွင်းဆိုတာလည်းမရှိဘူး။ယူနိုက်တက်ကလက်ရှိမှာဒါကျတော့ဟိုးလိုလိုဒီလိုလိုဖြစ်နေတယ်။အဲ့တော့အာဆနိုသင်းကဓာကြီးကိုအခွင့်ကောင်းယူဘူးလို့လေကျွန်တော်ဖေကကျွန်တော်ဒါဟိုနေ့ကကျွန်တော်ဖုန်းဆက်တော့မေးကြည့်တော့အဖေအစဉ်ပြေးလာဘာညာလားကျွန်တော်မေးကြည့်အချိန်မှာ အေးတဲ့ငါကတော့ United ပွဲအခုကရှိမှဒါကျွန်တော်မီးပြတ်တာဟုတ်မြန်မာပြည်မှာမီးပြတ်တဲ့ကြောင့်မို့လားဟာမီးရပြတ်ပြတ်နေငါကခုနကကျွန်တော်ဖီရပြတ်တော့ဒီအသင်းကိုတော်တော်သူတန်အောင်ရှင်တာသေးတာသူ့အနေနဲ့လေဒါဟိုမရှိမရှိမဲ့လေလက်ရှိမှဒါကျွန်တော်ဖုန်းလေးနဲ့တူကမျိုးလုံးကအရန်ကောင်းတာမဟုတ်ဘူးအခုလောရဲသူမျိုးလုံးစိတ်ခဲ့တယ်ခဏခဏပြတ်ထားတာဆိုတော့ကျွန်တော်သူ့ကိုပြောတယ်ကျွန်တော်ခုနကပေါ်သူပဲတက်ဘလက်ဝယ်ပြီးမယ်ဘာညာတော့မဟုတ်ဘူးသူသူ့ဖုန်းနဲ့သူကြည့်မှာပေါ့နော်သူ့ဖုန်းနဲ့သူကြည့်မှာသူ့ဖုန်းနဲ့သူကြည့်မှာကျွန်တော်မြင်မှာမဟုတ်ဘူးတက်ဘလက်ဝယ်ပြတာကွန်ပျူတာနဲ့ကြည့်မှာဘာလို့မလားပေါ့နော်လက်ရှိမှာအင်တာနက်ကလည်းခုနကပေါ်သူပဲကျွန်တော်ဒါဟို ပေါ်ပိုင်းနဲ့ပေါ်အင်တာနက်ကလည်းပွင့်နေနေတာဆိုတော့ဒါကတော့သုံးမလားမဟုတ်ဘူးသူကသူကတော့မကြည့်ဘူးပေါ့ဗျာသူကညင်းနေတာဟာမကြည့်ဘူးငါလုံးဝအဲ့တဲ့မကြည့်ဘူးဒါပေမဲ့ပြင်းလည်းမနေနိုင်ခိုးကြည့်တာပါပဲအဲ့တော့လက်ရှိမှာဒီပွဲစဉ်ကလည်းဒါမြန်မာစံတော်ချိန်17နာရီကဲမှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဘက်ကမီလာမဲ့အချိန်နဲ့ kait တယ်ဆိုတော့သူတို့ကြည့်လို့ရရပေါ့နော်ပြင်းကျွန်တော်ဖေလည်းခုနကပြောမကြည့်ဘူးတာပြောရဲမနေ့တနားကနေ့ကကြည့်တယ်လို့ကျွန်တော်မီစီကပြင်ပြန်ကြားနေရတယ်ဒီဒီလူလည်းတန်ရုံးစင်တော်တော်ကြီးပုံရပါတယ်ဒီအသင်းကိုအဲ့တော့ United နဲ့ Arsenal တို့ဒါလက်ရှိမှာဒါကျွန်တော်ဘောလုံးပွဲတော့ကြီးကောင်းမယ်ဒါပေမဲ့လက်ရှိမှာ fan base တွေရဲ့ပုတ်တိုက်မှုတွေလည်းတော်တော်လေးကိုကြီးမားမယ်လို့မြင်တယ်လို့ပြောရင်လည်း ကျွန်တော်သုံးခုပြပေါင်းပြီးတော့ United အသင်းနဲ့ဒီနေ့ပွဲစံတာနိုင်ခဲ့မှာဆိုတွေ့လာမင်းတို့ရဲ့ဖလားအိမ်မက်ကိုငါတို့ကအဆုံးသတ်ပေးတယ်ဆိုတဲ့လီဒါနေနဲ့တူကျွန်တော်ကြားမယ်လို့မြင်တယ်လို့ပြောရင်လည်းကျွန်တော်သုံးခုပြပေါင်းဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV ဘောကြီးတို့မှာချင်းလို့ဇပောင်းကိုကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါဆိုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြရပေါ့ဒီပါဗျာ